မင်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ chapter 4 pressure ပဲဖြစ်ပါတယ် pressure ဖီအားနဲ့ its unit of daily uses ဖီအားနဲ့သူ့ရဲ့နေစဉ်သုံး unit တွေအကြောင်းကိုသိရှိနားလည်ဖို့အတွက်ရေအရေးအသိသိချင်း density of liquid ဟိုတိုင်းတဲ့နေရာမှာ hydrometer ကိုကျွမ်းကျင်စွာတိဆောက်အသုံးပြုတတ်စေရန်နောက် density နဲ့ specific gravity တွေကိုခွဲခြားတတ်စေဖို့ရဲ business knowledge of pressure and density PR နဲ့သိသိချင်းတွေရဲ့အခြေခံဘူတုတ္တတွေကိုနေ့စဉ်ဘဝဖြစ်ရမှာအသုံးပြုတတ်စေဖို့ဖြစ်ပါတယ် pressure density and specific gravity are important quantity in physics ယူပဗေဒမှာအရေးကြီးတဲ့ quantity တွေပဲဖြစ်ပါတယ် ဖီအားတွေတိတ်သီးခြင်းတွေနှိုင်းရတိတ်သီးစားတွေဟာယူပဗေဒမှာအရေးကြီးတယ် quantity တွေဖြစ်တယ် pressure is the basis of hydrostatic and hydrodynamic ရေငြိမ်တဲ့ရေရှင်ရဲ့အခြေခံဟာအခြေခံတွေကိုလေ့လာတာ pressure ပဲဖြစ်ပါတယ်ရေငြိမ်တဲ့ရေရှင်ရဲ့အခြေခံက PR ပဲဖြစ်ပါတယ် the study of fluid at rest is called hydrostatic ရက်နေတဲ့အရေးတွေကိုလေ့လာတဲ့ဘာသာရပ်က hydrostatic လို့ခေါ်ပြီးတော့ the study of fluid at motion is hydrodynamic ရွေရှားနေတဲ့အရေးတွေကိုလေ့လာတာကတော့ hydrodynamic လို့ခေါ်ပါတယ် pressure is defined as force exerted normally on unit area 1 unit area လေးကိုတက်ရောက်လိုက်တဲ့ r force ဟာ pressure လို့အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ pressure equal force by area p equal to fg ag နဲ့သုံးပါတယ်အဲ့တော့ pressure ရဲ့ si unit system international unit ကစံစနစ်က pascal နဲ့သုံးပါတယ် pascal ရဲ့အဓိပ္ပာယ်ကတော့1 newton meter square ပါဘာကြောင့်လဲဆိုရင် force က newton area က meter square ဒါကြောင့်မလို့ newton ကို meter square နဲ့စားတဲ့အတွက် pressure ဟာ newton meter square ဒါကိုဒီချေတော့ SI unit အနေနဲ့ pascal နဲ့သုံးတာဖြစ်ပါတယ် the force in the pressure formula must be normal 90 degree to the surface pressure formula မှာပါတဲ့ force ဟာ မျက်နှာပြင်ကိုတောင်းမတ်ကြရပါတယ် pressure is a scalar quantity pressure ဟာ scalar quantity ဖြစ်တယ် from the definition of pressure it is obtained that point near penetrate the surface because for a definite force the exerted area is too small ကဲဒီ pressure definition အရာယခုဒီမှာပုံမှန်ပြထားတယ်ဆိုလိုချက်လေးရတော့မလဲဆိုတော့ p varies f by a ဆိုတဲ့အဓိပ္ပာယ်ပါ ခြုံထက်နေတဲ့တန်ချောင်းလေးကိုနိုင်ရံမှာရိုက်လိုက်တယ်မျက်နှာပြင်တစ်ခုမှာရိုက်လိုက်တယ်ခြုံထက်နေတဲ့တန်တန်ချောင်းလေးရာ area တဲသေးလေးဖြစ်ပေမဲ့ဖီအားအများကြီးကိုတက်ရောက်စေပါတယ်ဒါဘာလဲဆိုရင်ခြုံထက်နေတဲ့ area လေးကသေးတယ် pressure များတယ်ဒါကြောင့် p varies 1 by a ဆိုတဲ့အတိတ်ပဲ pressure နဲ့ area နဲ့ကြောင်းမြန်အချိုးကျပြီးတော့ pressure နဲ့ force ဟာဓာတ်ရဲ့အချိုးကျတယ်ဆိုတဲ့အတိတ်ပဲ from the definition of pressure it is obtained that point may penetrate the surface because for a definite force the exerted area is too small ဒီ definition ရဲ့ဆိုလိုချက်ဒီအဓိပ္ပာယ်ဆိုလိုချက်ကတော့ pressure ရဲ့ definition အရ pressure definition က p equal to f i a p varies f i a နဲ့အတူတူပဲဒါကြောင့်မလို့ pressure ဟာ force နဲ့ဓာတ်ရဲ့အချိုးကြတယ် area နဲ့ကြတော့ပြောင်းမြန်အချိုးကြတယ်ဆိုတဲ့အဓိပ္ပာယ်ခြုံထက်နေတဲ့တန်ချောင်းလေးဟာ ညက်နှပြင်းလေးကိုကြိုက်လိုက်မယ်ဆိုရင်ပရက်ရှာအများကြီးတက်ရောက်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင် area ကချွန်ထက်နေတဲ့တန်ချောင်းလေးရဲ့ထိပ်ဖြား area လေးကတည်တည်လေးရဲ့ဒါပေမဲ့ပရက်ရှာအများကြီးတက်ရောက်တယ်။ area နဲလေး PR ပို့ပြီးတော့တက်ရောက်မှုများလေဆိုတဲ့အဓိပ္ပာယ်ပါ။ Similarly sharp knife can cut easily than blunt knife တုံးနေတဲ့ဓာတ်နဲ့ထက်နေတဲ့ဓာတ်နဲ့ဟာ ထက်နေတဲ့ဓာတ်ကပိုးပြီးတော့ပြတ်တောက်နေတဲ့အဓိပ္ပာယ်ပြတ်တောက်စေတဲ့ဆိုတဲ့အဓိပ္ပာယ်ပါဒီပုံလေးမှာကြည့်တဲ့အတိုင်းပဲတုံးနေတဲ့ဓာတ်ကအသေးသေးဝင်ဖို့အတွက်ခက်တယ် Similarly sharp knives can cut easily than blue and knife because of smaller cutting area လားတူစွာပဲထက်နေတဲ့ဓာတ်တွေနဲ့ထက်နေတဲ့ဓာတ်တွေနဲ့တုံးနေတဲ့ဓာတ်တွေရှင်းလိုက်မယ်ဆိုရင်ထက်နေတဲ့ဓာတ်တွေကတုံးတဲ့ဓာတ်ထက်ပိုးပြီးတော့ဖြတ်ရတာလွယ်ကူတယ်ဒါဘာကြောင့်လဲဆိုတော့သူ့ရဲ့ ထက်တဲ့ area cutting area လေးဟာသိနေလို့ဖြစ်တယ်ဒါကတော့ pressure ရဲ့ definition ရ p very f by a ရဲ့အဓိပ္ပာယ် p equal to f by a pressure ရဲ့ formula အရာ area သိလေလေ pressure ဖိအားများလေလေဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီမှာဒီပုံမှာကြည့်လိုက်မယ်ဆိုရင်တုံးတဲ့တစ်ခုနဲ့ထက်တဲ့ဓာတ်နဲ့တုံးတဲ့ဓာတ်တစ်ခုနဲ့ထက်တဲ့ဓာတ်တစ်ခုနဲ့ဒီမှာပို့ပြီးတော့သူ့ရဲ့ PR နှင့်ဝင်တဲ့ area က ထက်တဲ့ဓာတ်ကပုံပြီးများပြီးတော့တုံးတဲ့ဓာတ်ရဲ့နစ်ဝင်တဲ့ area နဲနေတယ်ဒါကိုလက်တွေ့တွေ့ပါလိမ့်မယ် PVDFIA ရဲ့သဘောတရားအရာပါ Elephant have four large flat feet so they reduce the pressure and less likely sink into the ground စင်တွေရဲ့ကြီးမားကျယ်ပြန့်တဲ့ခြေထောက်တွေ ရှိတဲ့အတွက်သူတို့ကမြေကြီးထဲမှာမနစ်ဝင်နိုင်ဘူးဒါဘာကြောင့်လဲဆိုတော့မြေကြီးထဲကိုသူတို့ရဲ့ခြေထောက်တွေ weight တွေကနစ်မြုံမသွားနိုင်ဘူးဘာကြောင့်လဲဆိုရင်သူတို့ရဲ့ကြီးမားကျယ်ပြန့်တဲ့ခြေထောက်တွေဟာ PR ကို reduce လုပ်နိုင်တယ် PR ကို short ချနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ most obvious is trader use for plugin has large tire area so that they do not sink in the mudy feet အဲ့လိုပဲလဲထဲမှာလဲထုံတဲ့လဲထုံဇက်တွေ လက်ထွန်နဲ့နေရာမှာသုံးတဲ့လက်ထွန်ဇက်တွေရဲ့ကြီးမားတဲ့တာယာဘိန်းတွေကြောင့်တာယာတွေဟာရွှွန်နှဲကိုမနစ်မြုံနိုင်ဘူးဒါကလည်း pressure သဘောတရားပါပဲ pressure ရဲ့ definition အလိုအရ p varies fia အရာ area များရင် pressure ကို short ချနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့မင်းတို့ဘာလို့ပဲစဉ်းစားစဉ်းစားဒီဖြစ်ရက်တွေမှာ pressure ရဲ့ဖြစ်ရက်တွေမှာ problem တွေမှာစဉ်းစားတဲ့နေရာမှာ p equal to fia ကိုမမေ့ဘဲနဲ့စဉ်းစားတတ်တယ်တွင်းနိုင်တယ်ဆိုလို့ရှိရင်ဒါ မခက်ခဲပါဘူးလွယ်ကူသွားပါလိမ့်မယ် pressure is applied in many scientific field and many unit are used although they have the same meaning pressure ရဲ့ဆိုလိုရင်းကတော့ same meaning ဆိုအတူတူပဲ pressure ကို scientific field ဆိုသိပ္ပံပညာနဲ့ဆိုင်တဲ့ level တွေမှာသုံးတယ်ယူနစ်တွေအများကြီးမိုးလေဝသမှာတစ်မျိုးပေါ့နော်အဲ ဲ့တော့ pressure ရဲ့ unit တွေမှာဒီ SI unit တွေမှာတမျိုး pressure ရဲ့ unit တွေအများကြီးပြောင်းသုံးပေမဲ့လည်း pressure ရဲ့ဆိုလိုရင်းကတော့ P equal to FIA ပဲအတူတူပါပဲအဲ့တော့ in FPS system British cinema ဆိုရင် the unit of pressure ဟာ pound per square inch PSI နဲ့သုံးတယ် pound per square inch in metrology မိုးလေဝသနဲ့ဇလားဗေဒမှာဆိုရင် the unit of pressure is hectopascal နဲ့သုံးပါတယ် standard atmospheric pressure ဆန်စနစ် pressure ရဲ့ဆန်စနစ်အရာတော့1 atm နဲ့သုံးပါတယ်ဒီမှာကတော့1 atm နဲ့ pascal နဲ့ရဲ့ဆက်သွယ်ချက်တွေဖြစ်ပါတယ်ဒါတွေကတော့မင်းတို့လက်ကျင့်ပြီးတော့ နောက်တက်လှုပ်ထားဖို့လိုပါတယ်လက်ကျင့်ကြက်မှတ်ထားဖို့လိုပါတယ်ဒီဆက်သွယ်ချက်တွေသုံးပြီးတော့မှ problem တွေ solving လုပ်တဲ့အခါမှာလွယ်ကူသွားပါလိမ့်မယ်ပုံစံတွေတွက်တဲ့အခါမှာလည်းဒါမှလွယ်ကူသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ example 1ကိုကြည့်ရအောင် example 1မှာဆိုရင် bicycle tire head 6 cm into 4 cm သူက area ကိုတခါတည်းပြောထားတယ် area နှစ်ထပ်ကိန်းမြောက်ချင်း area ဟာ touch the ground ဆိုတာ ဒီဘတ်စကတ်ရဲ့တာယာဘိန်းတွေကမြေကြီးကိုထိနေမယ်အဲ့ဒီခါမှာ the mass of the bicycle 22 kg 22 kg ရှိတဲ့ bicycle ရဲ့ mass ဟာ the mass of cyclist is the 60 kg စပိန်စီးတဲ့လူရဲ့ mass ကတော့60 kg find the minimum pressure needed in the tire တာယာအတွက်လိုအပ်တဲ့အ ਨੇ ဆုံးဖိအားကိုရှာခိုင်းတာပါအဲ့တော့ total area တိုတေအေရီယာမှာနှင်းနဲ့ဘာလို့မြောက်လဲနှင်းနဲ့ဘာလို့မြောက်လဲဆိုရင်ဒီမှာစပိန်တာယာကနှစ်ခုရှိတဲ့အတွက်နှင်းနဲ့မြောက်တာ ဖြစ်ပါတယ်ဒီမှာစင်တီမီတာနှစ်ခုဖြစ်တယ်ဒီချယ်တို့ကမီတာပြောင်းမယ်မီတာပြောင်းတဲ့အခါမှာ1 cm မှာ10 to the power -2 m ရှိတယ်ဆိုတော့အဓိပ္ပာယ်နဲ့ cm နှစ်ထပ်ဖြစ်တဲ့အတွက်10 to the power 2နှစ်ခါမြောက်လိုက်ခြင်းအပြင်10 to the power -4 m2 ရခြင်းဖြစ်ပါတယ် total mass total mass ကိုရှာမယ်ဆိုရင် စပိန်စီးတဲ့လူရဲ့အလေးချိန်စပိန်စီးတဲ့လူရဲ့ mass နဲ့စပိန်ရဲ့ mass ကိုနှစ်ခုပေါင်းချင်း mass total mass ရမယ်အဲ့မှာ f force ကိုသိတယ် weight ကို f equal to w နဲ့တွေ့ရမယ် f equal to w w equal to mg ဖြစ်တဲ့အတွက်ဒီချက်တော့ဒီမှာ mass စုစုပေါင်းနဲ့ gravity နဲ့မြောက်လိုက်တော့ weight ရမယ်အဲ့ဒီ weight ကတက်ရောက်လိုက်တဲ့ r force နဲ့အတူတူပါပဲ f equal to w ဒါကြောင့် P equal to FIA အရာရလာတဲ့820ကိုဒီချေတို့အပေါ်မှာရှာလာတဲ့ area နဲ့စားလိုက်တဲ့အခါမှာလိုအပ်တဲ့တာယာအတွဲ pressure ကို ရပါလိမ့်မယ်။ example 2ကိုကြည့်ရအောင်။ example 2မှာ low pressure area in the bay of bangal is 988 hetropascal အဲ့တော့ hetropascal ဆိုတာ မိုးလေဝက်သားနဲ့ပတ်သက်ရင်တချို့ hydro basket နဲ့သုံးတယ်ဘင်္ဂလားပင်လယ်အော်ရဲ့ဖိအားနဲ့ရဝင်း area က988 hydro basket ရှိတယ် fishing boat nearby has sail area အဲ့ဒီမှာရှိတယ်အနားမှာရှိတယ်ငါးဖမ်းလေရဲ့ရွက်လေရွက်ရဲ့ area ရွက်လေရဲ့ရွက် area 4 meter square at the normal atmospheric pressure တာမန်လေတို့ဖိအားမှာပဲသူကသူ့ရဲ့ရွက် area ဟာ 4 meter square ရှိပါတယ်အဲ့တော့ find the pressure difference လေဖိအားကွာခြားချက်ကိုရှာခိုင်းတယ်နောက်တစ်ခုက find the force exerted on the sea ရွက်အပေါ်ကိုတက်ရောက်နေတဲ့ r ကိုရှာခိုင်းတယ် f ကိုအဲ့တော့ဒီမှာကအရင်အမွတ်သူက hints ပြောထားတာကတက်ရောက်တဲ့နေရာမှာလေဒုဖိအားခြားနာချက်ကိုထက်ပြီးစဉ်းစားရမယ်လို့ပြောတာပါဒါကြောင့်မလို့ဒီချယ်တော့ကလေဒုဖိအားခြားနာချက်ကိုစဉ်းစားရမှာဖြစ်တဲ့အတွက် 1 atmospheric pressure တွေကနေပြီးတော့ဘင်္ဂလားပင်လယ်အော်ရဲ့ pressure ကိုနှုတ်လိုက်မှတကယ် pressure ခြာနာခြင်းကိုရမှာပါဒါနံပါတ် A အတွက်တွေ့တာပေါ့ pressure difference ကလေထုဖိအားနဲ့ဒီဘေးော်ဘန်ငယ်ရဲ့ဖိအားနဲ့ခြာနာခြင်းပဲဖြစ်ပါတယ်အဲ့တော့ 1atm PADM 1atm ရဲ့အဓိပ္ပာယ်ဆက်သွယ်ချက်က1013 pascal ဆိုတာလည်းသိရပါမယ်ဒါမှ ဟက်ထရိုပါစကယ်ဖြစ်ကြောင်း1013ဟက်ထရိုပါစကယ်ဖြစ်ကြောင်းသိရမယ်ဒါကြောင့်ဒါမှ unit 2မှာတစ်ချဲလို့ difference လုပ်လို့ရမယ်ဟောအဲ့အဲ့ဒီအခါမှာ15ဟက်ထရိုပါစကယ်ရတယ်ဟက်ထရိုရဲ့ဆက်သွယ်ချက် unit system နေ chapter 1မှာပါတဲ့ unit system နေအရာ hetro ရဲ့ power ကိုတန်း power ကိုပြောင်းလိုက်ရင်1500 pascal ရမယ်အဲ့ဒီမှာ force exerted on the sea အဲ့တော့ဒီက equal f by a ကနေပြီးတော့ဖြစ်လာတဲ့ formula ပါ f equal to b အမြောက် a အဲ့တော့ p ကဒီချေတို့ data b ခြာနာခြင်း p နဲ့သုံးမယ် area နဲ့မြောက်လိုက်ရင်လိုအပ်တဲ့ r အတွေ့အဖြေကိုရပါလိမ့်မယ်မင်းတို့စူးစမ်းပြီးလေ့ကျင့်ကြည့်ကြပါ example 3ကိုဆက်ကြည့်ရအောင် the pressure in the motor car tire is 40 pound per square inches ဖြစ်ပါတယ် ော်တော်ကားတာယာကိုပေါင်ပါ square inches နဲ့ unit ပြပါတယ် what is the equivalent mks unit and adm unit adm unit တွေနဲ့ mks unit တွေနဲ့ equivalent လုပ်ပေးပါလို့မြန်မာချင်းချပေးပါရှာပေးပါလို့ပြောတယ် SI unit အတိုင်း MKS unit အတိုင်းပြောင်းရမယ်ပေါ့နော် SI unit သို့မဟုတ် MKS unit တစ်ခုခုပြောင်းခိုင်းတတ်ပါတယ်အဲ့တော့ဒီမှာ 1PSI မှာ6.9 into 10 power 3 pascal ဖြစ်တာရယ် 1ADM မှာ1.013 into 10 power 5 pascal ဖြစ်ကြောင်းရယ် င်းတို့အလို့ရထားမှရမယ်ဒါကြောင့်မလို့ရှေ့ရဆက်သွယ်ချက်တွေကိုနှုတ်တက်လောက်ထားပေးဖို့ဒီချက်ပြောခဲ့ပါတယ်အဲ့တော့ 40BSI ဆိုတဲ့အတွက်အစားထိုးပြီးတွက်လိုက်ရုံနဲ့ပဲသူ့ရဲ့လိုအပ်တဲ့အဖြေတွေရသွားပါလိမ့်မယ်လေ့ကျင့်ကြည့်ကြပါ။ Now example 4ကြည့်ရအောင်။ A drawing pen is pressed into the notebook. Drawing pen လေးကို notebook မှာဖိလိုက်မယ်။ဖိလိုက်တဲ့အခါမှာ the pointed pen ဆို ပင်ရဲ့ခြုံထက်နေတဲ့ area လေးကဘယ်လောက်မီလီမီတာစခွဲရှိလဲဆိုရင်0.25မီလီမီတာစခွဲပဲရှိတယ် the force exert တဲ့ area ကိုလည်းပြောတယ် force ကိုလည်းပြောထားပြီးပြီ10 newton အဲ့ဒီတွေလိုအပ်တဲ့ pressure ကိုတွက်ယုံပါပဲ a area ကမီလီမီတာကိုဒီချက်တော့မီတာပြောင်းမယ်မီတာပြောင်းတဲ့အခါမှာမီလီမီတာစခွဲဖြစ်တဲ့အတွက်1မီလီမီတာမှာ tan to the power minus 3မီတာဖြစ်ရဆိုတဲ့အဓိပ္ပာယ်ကိုသိထားမှဒီဆက်သွယ်ချက်ကို ပြန်ပြီးတော့မှတ်မိနေမှရမှာပါ remind ဖြစ်ပါမှရမှာပါဒါကြောင့်မလို့မီတာ square ဖြစ်တဲ့အတွက် tan power minus 3နှစ်ခါဖြစ်တယ်မီလီမီတာ square ဒါကြောင့်မလို့မီတာ square မှာ tan power minus 6ဖြစ်သွားတာပါဟုတ်ပါပြီဒါတော့ဒီ equation လေးတွေရနေအောင် note တက်လုပ်ထားပေးပါပြန်ပြီးတော့စ조사ကြက်မှတ်ပြီးတော့လေ့ကျင့်ကြည့်ကြပါ ဒီ review လေးကိုကြည့်မယ်ဆိုရင် a person exert pressure on the floor one steady sitting lying လူတယောက်ဟာတက်ရောက်မယ်သူက pressure ကိုတက်ရောက်မယ်အဲ့ဒီ pressure တက်ရောက်တဲ့အခါမှာကျမ်းမြေကို pressure တက်ရောက်တဲ့အခါကိုပြောတာပါအဲ့ဒီမှာဘယ်အခါမှာတက်ရောက်တဲ့ဟာတွေလဲဆိုတာကြည့်ရအောင်ရက်နေတဲ့အခါမှာတက်ရောက်မဲ့ဖြီအားထိုင်နေတဲ့နေရာမှာတက်ရောက်တဲ့ဖြီအားလဲလျောင်းနေတဲ့နေရာမှာတက်ရောက်တဲ့ဖြီအားတွေကို explain ရှင်းပြခိုင်းတယ် why the pressure is different when the person in each of this position သူ့ရဲ့နေနေတဲ့အနေအထားတွေပေါ့အမျိုးမျိုးသုံးမျိုးစလုံးမှာရှိတယ်တက်ရောက်တဲ့ဖြစ်အားအမျိုးမျိုးကိုရှင်းခိုင်းတာအဲ့တော့ဒီချက်တော့မူလအတိုင်းသိထားတဲ့အတိုင်းပဲ p varies f by a အတိုင်းမှာပဲ area များတယ်ဒီမှာမတက်ရက်နေတဲ့လူကလူရဲ့ပုံစံမှာ area နဲတယ်ထိုင်နေတာနဲ့ area နည်းနည်းလေးပြန့်သွားတယ်ဟောလဲလျောင်းနေတော့ တကိုယ်လုံး area အကြီးဖြစ်သွားတယ်ဒါကြောင့်မလို့ area ကြီးလေ pressure ကနည်းလေပဲ p varies fia အရာ area of standing area of sitting area of lying ရက်နေတဲ့ area ကပိုပြီးတော့နည်းတယ်ထိုင်းနေတဲ့ area ထက်ပို့ပြီးတော့နေတယ်ဟာကဲထိုင်းနေတဲ့ area ကလဲလျောင်းနေတဲ့ area တဲ့ပို့ပြီးတော့နေတယ်အဲ့တော့ရက်နေတဲ့ area အနည်းဆုံးအဲ့တော့ area နဲလေလေ pressure များလေလေဒါကြောင့်မလို့ pressure of standing ဟာ greater than pressure of sitting greater than pressure of lying ဘာကြောင့်လဲဆိုတော့ p very 1 by a ဒီချက်ရှေ့မှာပြောခဲ့သလိုပဲ pressure နဲ့ area နဲ့ဖြောင်းမြန်အချိုးကျတဲ့အတွက် area နဲလေ pressure များလေဆိုတဲ့အဓိပ္ပာယ်ကိုပြခြင်းဖြစ်ပါတယ်ဒီ review လေးကတော့အဲ့တော့ပြန်ပြီးတော့စူးစမ်းပြီးလေ့ကျင့်ကြည့်ရအောင်ဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲ